တခါလေရော်ရော်ရဲ့အစွန်ဖျားမှနေတဲ့ဆင်းရဲတဲ့လူတယောက်ရှိသူကလည်းတော်ရဲရထင်းကြောက်လေးတွေကောက်ပြီးတော့လေခက်လန်းလန်းဈေးတစ်ခုမှရောင်းချရင်းနဲ့အသက်မွေးရောင်းကြောင်းပြပါလေသူမှတော်တော်အသုံးဝင်တဲ့ထင်းတယ်တဲ့မြီးလေးတစ်ကောင်ရှိထင်းကောက်သမားကလည်းသူကောက်လို့ရသမျှထင်းကြောက်တွေကိုဒီမြီးလေးပေါ်တင်ဈေးအထိလည်းသွားပြီးတော့လေရောင်းချရတာပေါ့တနေ့ကျတော့ထင်းကြောက်များများရဖို့အတွက်လေတောနဲ့ထဲထိသွားကောက်ရာနေလမ်းပြောက်ပါတော့လေမြီးကလေးနဲ့တူတူလမ်းပြောက်ရင်းနဲ့ရှောင်းရင်းနဲ့ညနေသာစောင်းလာတယ်လမ်းမတွေ့ နောက်ဆုံးမှာတော့ရသေးဤတစ်ပါးသတင်းသုံးနေတဲ့တဲလီတလုံးကိုတွေ့တော့ညအိတ်ခွင်တောင်းတဲနဲ့ခက်လန်းလန်းဟာတစ်ပင်အောက်မှာနေရာချတာပေါ့အိဖို့ပြင်းနန်းနေသူ့မီးလေးကိုခြီးဖို့ကြိုးရလဲပါမလာဘူးဆိုတော့သတိရတော့ဒါနဲ့ရသေးဤစီမှာကြိုးရှိရင်လဲတညတန်ငှားရင်ရှောက်ထားတဲ့ခါမှာတော့ရသေးဤကလေရသေးစီမှာကြိုးဆိုတာမရှိတလို့ဘယ်အရာမှဆိုကြိုးနဲ့ခြီးတတ်တဲ့အကျင့်လည်းမရှိပါဘူးတခါကြီးတခါကြီးကြည့်ရတာခါတိုင်းလဲဒီမီးကလေးကိုလဲတစ်ပင်မှာကြိုးချီပြီးတော့အိတ်တယ်နဲ့တူတယ်အမှန်မှာပဲရသေးဤ ထင်းကောက်သမားလည်းရိုသေးစွာနဲ့ပြန်ဖြေတာပေါ့ဒါဆိုလေခါတိုင်းလိုပဲတစ်ပင်မှာကြိုးချီတဲ့ဟန်ပြပြီးတော့အိတ်လိုက်ပေါ့ဟိုရသေးကြီးကတော့ဒီမြီးကလေးလျှောက်သွားလိမ့်မယ်လို့မမြင်မိဘူးလေထင်းကောက်သမားကလည်းရသေးကြီးပြောတဲ့အတိုင်းမြီးကလေးကိုလည်းတစ်ပင်မှာကြိုးချီဟန်ပြပြီးတော့အိတ်ရဝင်ခဲ့ရသေးကြီးကလည်းသူ့တကိုယ်နဲ့မြီးကလေးမပြေးနိုင်အောင်လှုပ်ပေးထားတယ်လို့လေတွေးထင်ပြီးတော့လည်းထင်းကောက်သမားလေးကစိတ်ချလက်ချအိတ်ပြောသွားတာပေါ့မနဲ့နိုးလာတော့ကြီးလိုက်တော့သူ့မြီးလေးကိုလည်းညာသူ့ထားခဲ့တဲ့တစ်ပင်အောက်မှာတွေ့ရပါတယ်ထင်းကောက်သမားကလည်းရသေးကြီးကိုနှုတ်ဆက်လမ်းရှာပြီးတော့ခီးဆက်မယ်ပြင်တဲ့ခါမှာ ။မြီးလေးကလည်းညားထားခဲ့တဲ့နေရာကနေမရွှေ့တော့။ထင်းကောက်သမားလည်းဘလို့ပဲကြိုးစားခေါ်ခေါ်မရဘူး။ဒါနဲ့ပဲထင်းကောက်သမားကလည်းရသေးကြီးစီကိုပြေးသွားပြီးတော့ဖြစ်ချောင်းကုံစင်ကိုရှောက်တင်တဲ့ခါမှာတော့ရသေးကြီးကလည်းအကြောင်းစုံကိုသိတဲ့ပုံစံနဲ့ပြုံးပြီးတော့ပြောလိုက်တာပေါ့။ဒကာကြီးတစ်ပင်ကကြိုးကိုမဖြီဘူးလား။မဖြီဘဲနဲ့တော့ဘယ်သွားလို့ရပါမလဲဒကာကြီး။တပိတော်မှကျိုးတကယ်ချီမထားတာရသေးကြီး။အော်ဖြစ်ရလေတကကြီးရဲ့။ညီကလေးကလည်းသူ့ကိုကျိုးနဲ့တကယ်ချီထားတယ်လို့ပဲထင်နေတာ ညအတိုင်းပဲတစ်ပင်အကျိုးဖြီးတဲ့ပုံလုပ်ပြီးတော့ပြန်ခေါ်ရင်လိုက်လာမှာပေါ့ရသေးကြီးပြောတဲ့အတိုင်းလဲထင်းကောက်သမားကလည်းကျိုးဖြီးတဲ့ဟန်ပြုတ်လိုက်တော့လဲမြီးလေးကလည်းရွေရှားလာတာပေါ့သူဆွဲတဲ့နောက်ကိုလည်းလိုက်လာပြီးတော့အတူတူခီးဆက်ကြပါတယ်ဒီမှာသင်္ကန်းစာကတော့တကယ်တော့ဘသူမှဘယ်ကျိုးတွေနဲ့မှချီမထားပါဘူးကိုကိုတိုင်ကြင်ကြင်နဲ့နဲ့ချီထားတဲ့ကျိုးမဟုတ်တဲ့ကျိုးတွေပဲရှိပါတယ်ဒီကျိုးတွေကိုဘသူမှလည်းဖြီးပေးလို့မရနိုင်ဘူးကိုကိုတိုင်ပဲဖြီးမှပဲရပါလိမ့်မယ်